လုပ်ငန်းတွေနေအိမ်တွေနဲ့စစ်တပ်ဘက်တော်သားစီဝိုင်းသမားတွေရဲ့ပိုင်ဆိုင်မှုတွေအားလုံးကိုအေအေကချိတ်ပိတ်လိုက်ပြီးတော့သိရပါဗျ။အဲ့ဒီထဲမှာရခိုင်ပြည်ကစီဝိုင်းလုပ်ငန်းရှင်ဦးကျောက်တောင်လဲပါဝင်နေပြီး အာနာသိန်းစစ်ကောင်စီနဲ့ကုလူဆက်သွယ်ပေါင်းသင်းနေတယ်။ရခိုင်စီးပွားရေးလုပ်ငန်းရှင်တွေကိုလည်းအေအေကအရေးယူဆွမ်းနေရလည်းဖြစ်ပါတယ်။တောင်ကုန်းမြို့မှာအေအေကချက်ပိတ်လိုက်တဲ့ဥကြောက်တောင်ရဲ့ပန်ဆိုင်မှုတပ်ဖို့ဟာအမေရိကန်ဒေါ်လာ9တန်းကနေဒေါ်လာ6တန်းဝန်းကျင်ရှိပြီးဆက်ရန်နေရတွေဆက်လက်ရှိစီနေအိမ်တွေမြေကွက်တွေနဲ့ထာရအောင်မြေအင်အားစီမံကိန်းတွေလည်းပါဝင်တယ်လို့သိရပါတယ်။ဒါအပြင်အေအေကတည်ယူထားတဲ့တန်တွဲမြို့ကဟိုတယ်တွေနဲ့စီမံကိန်းတွေဆို ုံးရှုံးမှုဟာခရိုနီလုပ်ငန်းရှင်တွေနဲ့စစ်ကောင်စီအတွက်အထိအနာဆုံးဖြစ်ပြီးအထူးသဖြင့်မြမခီးသွွားလုပ်ငန်းတွေဆုံးရှုံးမှု ကြီးမာတယ်လို့မြမနိုင်ငံခီးသွွားလုပ်ငန်းအဖွဲ့ချုပ်ကအမှုဆောင်ဟိုတယ်လုပ်ငန်းရှင်တို့ကပြောပါတယ်မြမပြည်ရဲ့ခရိုနီတထဲတွေဖြစ်ကြတဲ့ဥတေစာဥချစ်ကဲဥအောင်မျိုးမင်းတင်အမတာဟိုတယ်လုပ်ငန်းစုပိုင်ရှင်ဦးဝင်းအောင် ဦးမြဟန်တို့ရဲ့ဟိုတယ်တွေလည်းငပလီကန်းချင်မှာရှိနေကြပြီးအားလုံးကို A ကသိမ့်ပိုက်ချိတ်ပိတ်လိုက်တာလည်းဖြစ်ပါတယ်။ဒါအပြင်အငိမ့်စာအာနာရှင်ဟောင်းတန်းရွှေရဲ့သားဦးထွန်းနိုင်ရွှေအငိမ့်စာဒုတိယဘူဂျုံမူကြီးမောင်အေးရဲ့သမီးဒေါ်နန္နာအေးတို့ပိုင်ဆိုင်တဲ့ငပလီကဟိုတယ်တွေလည်းသိမ့်ဆဲခံရတဲ့အထဲမှာပါဝင်နေရလို့လည်းသိရပါရဲ့ရှင်။ ဆက်လက်ပြီးတော့လာမယ့်ကာလတွေမှာအချင်းချင်းကြာစုစည်းညီညွတ်မှုအရေးကြီးတယ်လို့မြောက်ပိုင်းညီနောင်မဟာမိတ်၃ဘွဲ့က AA နဲ့ TNL တို့ကကိုကန် MND ရဲ့36နှစ်မြောက်အဖြစ်အထိတ်မှတဝန်လာမှာထုတ်ပြန်ကြေညာလိုက်ပါတယ်မြောက်ပိုင်းညီနောင်မဟာမိတ်၃ဘွဲ့ကအဖွဲ့ဝင်ဖြစ်တဲ့ MND ရဲ့36နှစ်မြောက်တက်တီတောင်နဲ့အခမ်းအနားကိုပေးပို့လိုက်တဲ့တဝန်လာထဲမှာ AA နဲ့ TNL ကအခုလိုထည့်သွင်းကြေညာလိုက်တာလည်းဖြစ်ပါတယ်ဒါကြောင့်ညီနောင်မဟာမိတ်၃ဘွဲ့အကြား စီလုံးညီညွတ်မှုနားလည်မှုကိုအခုထက်ပိုပြီးခိုင်မာတဲ့ခိုင်မာဆက်လက်လှုပ်ဆောင်သွားကြမယ်လို့လည်း TNL နဲ့ AA ကပြောကြားထားပါဗျ။ကိုကန်တက်မတော် MNDA ကိုစတင်ဖွဲ့စည်းတဲ့36နှစ်မြောက်ကာလကနေစတင်က လာမယ့်ကာလတွေဟာကိုကန်ဒေတာပြန်လည်တည်ဆောက်ရေးနဲ့ ပြည်လဲဖွံ့ဖြိုးရေးတို့အတွက်စိန်ခေါ်မှုတွေကိုရင်ဆိုင်ကြော်ဖြတ်ရအောင်မယ်လို့လည်းဆိုထားပါဗျ။ကိုကန်အဖွဲ့အစည်းရဲ့ဖြတ်တန်းမှုတမိုင်းအပေါ်အခြေခံကစိန်ခေါ်မှုတွေကိုကြံ့ကြံ့ခံရင်ဆိုင်ကြော်လွှားပြီးတစ်ခေတ်တစ်ခါတုန်းကကိုကန်အခြေအနေကိုပြန်လဲရောက်ရှိလာနိုင်မှာကိုလည်း အပြည့်အဝယုံကြည်တယ်လို့လည်းဆိုထားပါဗျ။အဲဒီလိုအရင်အခြေအနေကိုပြန်လဲရောက်ရှိလာတာနဲ့တပြိုင်နက်တည်းလာမဲ့ကာလတွေမှာလည်းရေဆိုင်ကြုံတွေ့ရမယ့်အခက်အခဲတွေရှိလာရင်လည်းအရင်ကလိုပဲညီနောင်မဟာမိတ်ပိသားစွာနဲ့စူးစီးကြော်ဖြတ်သွားကြဖို့အတွက်အမြဲအသင့်ရှိနေတယ်လို့လည်း TNL နဲ့ AA တို့ကကြိပေးထားပါရရှင်။ဒီတစ်ခါမှာပရိုတင်း โปรตีน คือสารอาหารที่จําเป็นสําหรับมนุษย์ ตั้งแต่ยุคดึกดําบรรพ์ဒီတစ်ခါမှာတော့အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံမြမရေနံနဲ့တဘာတံခွေလုပ်ငန်း MOG ကိုဆွစ်ဇာလန်နိုင်ငံကအရေးယူတန်ခတ်ပိတ်ဆို့လိုက်တယ်လို့ကြေညာလိုက်တဲ့အပေါ်ကို Justice for Myanmar ကကြိုဆိုလိုက်ပါတယ်ဆွစ်ဇာလန်နိုင်ငံကစစ်ကောင်စီရဲ့ MOG လုပ်ငန်းကိုတန်ခတ်ပိတ်ဆို့မှုဟာ2022ခုနှစ်ဖေဖော်ဝါရီလတရနေ့ကဥရောပသမဂ္ဂရဲ့အရေးယူတန်ခတ်ပိတ်ဆို့မှုအတိုင်း လိုက်ပါဆောင်ရွက်တာလည်းဖြစ်ပါတယ်။ MOG ပေါ်ဆူဇလန်နိုင်ငံရဲ့ဒဏ်ခတ်ပိတ်ဆို့မှုဟာမြန်မာပြည်သူတွေပေါ်ကျူးလွန်နေတဲ့အကြမ်းဖက်စစ်တပ်ရဲ့စစ်စင်ရေးအတွက်ဗန်နန်ငွေဖြစ်တင်ရေးဂေပောက်တစ်ခုကိုပိတ်ပင်လိုက်တာဖြစ်တယ်လို့လည်း JFN ကပြောပါတယ်။ရေနံနဲ့တဘာတငွေလုပ်ငန်းဟာစစ်အုပ်စုအတွက်နိုင်ငံခြားငွေအများဆုံးရှာဖွေပေးနေတဲ့ရင်းမြစ်တစ်ခုဖြစ်တယ်လို့စစ်လက်နဲ့လေရင်စီနဲ့အခြားစစ်ဘက်ဆိုင်ရာအထောက်အကူပြုပစ္စည်းတွေဝယ်ယူရမှာလဲအသုံးပြုနေရလဲဖြစ်ပါတယ်။အကြမ်းဖက်စစ် တရဲ့အချက်လက်တွေအရမြမသဘာဝဒဏ်ငွေတင်ပို့မှုကနေ3လအတွင်း American Dollar 841.3တသမခုနှစ်တန်းရရှိခဲ့တာလည်းဖြစ်ပါတယ်။ကနေဒါ UK နဲ့ Australia နိုင်ငံတို့ကလည်းဆွစ်ဇာလန်နိုင်ငံရဲ့လမ်းကြောင်းအတိုင်းလိုက်ပါပြီး MOG ပေါ်ဒဏ်ခတ်ပိတ်ဆို့မှုတွေကိုအလင်းမြန်လှုပ်ဆောင်ဖို့အတွက်တောင်းဆိုအပ်တယ်လို့လည်း JFN ရဲ့ပြောရေးဆိုခွင့်ရှိသူမတ်ယန္နာမောင်ကပြောပါရရှင်။ဒီတခါမှာတော့ အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့ရုရှားနဲ့ဘီလာရုစ်ခရီးစဉ်ပြီးတရုတ်နိုင်ငံရဲ့အာဆီယံရေးရာအထူးကိုယ်စားလှယ်တင့်ရှိကျင်းဟာနေပြည်တော်ကိုရောက်ရှိလာပြီးစစ်ကောင်စီနိုင်ငံသားရေးဝန်ကြီးတန်းဆွေနဲ့တွေ့ဆုံခဲ့ပါတယ်။မလာကိုယ့်အနေမှာမင်းအောင်လှိုင်ကရုရှားနိုင်ငံကနေနေပြည်တော်ကိုပြန်လဲရောက်ရှိလာပြီးတဲ့နောက်မှာ မက်လာ၁၀ရက်နေ့မှာတော့တရုတ်ကိုယ်စားလှယ်တင်ရှိချင်းဟာစစ်ကောင်စီနိုင်ငံသားဝင်ကြီးတန်းဆွေကိုနေပြည်တော်မှာလာရောက်တွေ့ဆုံခဲ့တာလည်းဖြစ်ပါတယ်။မြန်မာတရုတ်နယ်စပ်ဒေသတချောင်းငင်းချင်းရင်းနဲ့တည်ငြိမ်ရေးကိုပုံမိုမြင့်တင်နိုင်ဖို့အတွက်တရုတ်အနေနဲ့ဆက်လက်ပူးပေါင်းဆွေသွားရေးပြည်တွင်းငင်းချင်းရင်းနဲ့အမျိုးသားပြန်လည်တင့်မြဲလုပ်ငန်းစဉ်နဲ့သက်ဆိုင်တာတွေကိုဆွေးနွေးခဲ့လို့လည်းစစ်ကောင်စီကထုတ်ပြန်ထားပါတယ်။အလားတူပဲနယ်စပ်ဒေသမှာရှိနေတဲ့အွန်လိုင်းလောင်းကစား အွန်လိုင်းငွေလိမ်ခိုင်းတွေကိုပူပေါင်းတိုက်ဖြတ်ရေးကိစ္စတွေကိုလည်းဆွေးနွေးခဲ့လို့စစ်ကောင်စီကဆိုထားပါဗျ။စစ်ကောင်စီဘက်ကတော့ရုရှားခီးစဉ်ကအောင်မြင်တဲ့ခီးစဉ်ဖြစ်ပြီးဒဝယ်ရင်နဲ့စီမံကိန်းမှာရုရှားတွေရင်းနှီးမြှုပ်နှံမဲ့အပြင်နျူကလ িয়ার ဓာတ်ပေါင်းဖို့တိစောက်ရေးစိုက်ပျိုးရေးလူဆွမ်းအရင်းမြဲအာကာသနဲ့ဂျိုဒုနည်းပညာအပါအဝင်နယ်ပယ်အားလုံးမှာပူပေါင်းဆောင်ရွက်သွားမယ်လို့လည်းသတင်းထုတ်ပြန်ထားပါရှင်။ ဒီတကမှာတော့တလင်းတိုင်းတိုင်းပလောမျိုးအခြေဆက်ခလာရ285တရင်ကစစ်ဗိုလ်တပ်သားတဲ့နှစ်ဦးတိုက်ပွဲဖြစ်ပွားနေစဉ်တွင် ထွက်ပြေးလာပြီးအလင်းဝင်ရောက်လာလို့တင်းတင်းလာရင်မြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောပါရယ်ဖေဗူလာ12ရက်နေ့ကပလောမြို့အခြေစားခလာရ285တရင်ကစစ်မှုဒဏ်တသားတဲ့နှစ်ဦးဟာတိန်ခွန်းရွာတိုက်ပွဲကနေထွက်ပြေးလာပြီးတင်းတင်းလာရင်မြို့နယ်ပကပထံကိုဆက်သွယ်အလင်းဝင်ရောက်လာခဲ့တာလည်းဖြစ်ပါရယ်စစ်မှုဒဏ်တသားတဲ့တဦးဟာတာဘောင်းမြို့နယ်ကွင်းကောက်မြို့မှာစစ်တပ်နဲ့တက်ရောက်ခဲ့ပြီးကျန်တူကတော့ရှမ်းပြည်နယ်တိုင်းတုံမြို့မှာစစ်တပ်နဲ့တယောက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီန ှစ်ဦးစလုံးဟာစစ်မှုထမ်းအပတ်စဉ်1တင်နန်းဆင်းတွေဖြစ်ပြီးစစ်တင်နန်းပြီးဆုံးချိန်မှာပလောမျိုးအခြေဆက်ခလရ285တရင်ကိုပို့ဆောင်ခံခဲ့ရတာလည်းဖြစ်ပါတယ်။အဲဒီလိုအလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတသားတွေတက်ကတအူးကတော့တော်လန်းတဖက်ဝင်နေတဲ့ပူပေါင်းကအကြက်ဖက်စစ်ကောင်စီကိုပြန်လဲတိုက်ခိုက်သွားမှာဖြစ်ပြီးလက်ရှိအချိန်မှာတော့နှစ်ဦးစလုံးကို ကောင်းမွန်စွာထိမ့်သိမ်းဆောက်ရှောက်ထားရလို့လည်းသိရပါတယ်ရှင်။ အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့င်းတစ်ပုတ်ကတော့မကွေးတန်းရေချိုမြို့နယ်မြေစွန်းတော်ရွာမှာအကြက်ဖက်စစ်တပ်ကမီးရှို့တပ်ဖြတ်ခဲ့တဲ့ပြည်သူတွေရဲ့ရုပ်လောင်းတွေကိုထပ်မံတွေ့ရှိခဲ့ရပြီးစစ်တပ်စစ်ကြောင်းကကျေးရွာတွေကိုဇက်တိုက်စီးနှင်းနေတယ်လို့ ရေဂျိုတောင်းရှိ info comedy အဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်မလာနှစ်ရက်နေကနေစတင်ပြီးရေဂျိုမြို့ရေလေကျွန်းဒေသမြေစွန်းတော်ရွာကိုဝင်ရောက်ဆင်းနေခဲ့ပြီးအကြက်ဖတ်တပ်သားတွေမီးရှို့တပ်ဖြတ်ခဲ့တဲ့ပြည်သူ6ဦးရဲ့ရုပ်လောင်းတွေကိုမလာကိုယ်နေကဒေသပြည်သူတွေကကြေးရွာအတွင်းမှာထပ်မံတွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။အဲဒါကြောင့်စစ်တပ်စစ်ကြောင်းတပ်ဖြတ်ခဲ့ပြီးရဲ့နောက် ပြန်လည်တွေ့ရှိရတဲ့ရုပ်လောင်စုစုပေါင်း၁၁လောင်းရှိနေပြီးစစ်တပ်စစ်ကြောင်းထိုးဖျက်ဆီးသွားတဲ့ရွာတွေကိုပြန်လည်ဝင်ရောက်လို့မရသေးတာကြောင့်နောက်ထပ်အသက်ခံထားရတဲ့သူတွေရှိမရှိနဲ့ပျက်စီးမှုအခြေအနေအသေးစိတ်တွေကိုတော့မသိရှိရသေးဘူးလို့ ရေချိုတောင်းရှိ info committee အဖွဲ့ကတာဝန်ရှိသူတို့ကပြောပါရယ်အကြမ်းဖက်စစ်ကြောဟာပြည်သူတွေကိုတပ်ဖြတ်နေတဲ့ပြင် မြေစွန်းတော်ရွာမလကာချန်ရွာရာသစ်ရွာဇရက်နေရွာနဲ့တာကောင်းလေးရွာတို့ကပြည်သူဝန်ပစ္စည်းအလုံးကိုခိုးယူလူရဲယူဆောင်သွားခဲ့ပြီး နေအိမ်တွေကိုဇက်တိုင်မီးရှို့ဖျက်ဆီးခဲ့လို့လည်းသိရပါဗျ။လက်ရှိအချိန်မှာတော့စစ်တပ်စစ်ကြောင်းဟာရေချိုမြို့နယ်တာကောင်းရွာထဲမှာရောက်ရှိနေတယ်လို့လည်းသိရပါဗျ။ 허게 마시